အတိအကအတိအကဘာလဲဆိုရင်အဲမြန်မာတိုင်းစေပညာတနည်းအားဖြင့်ပုဂ္ဂလပညာပညာရဲ့အထက်မှာပါတယ်နော်ဥပမာဥပမာဟာတောက်ကယောဂတစ်ခုတည်းဆိုကြပါလို့တောက်ကယောဂမဟုတ်ဘူးပုဂ္ဂလဆိုပြီးတော့ကြောက်နော်ဟုတ်ကဲ့ညကျဥပောင်းဥအောင်ရဲ့ဥအောင်ရဲ့အသက်ကလည်းထားပါတော့90နော်ဟုတ်ကဲ့ဥကောင်းကျော်ရဲ့အသက်ကလည်း90ပဲဟုတ်ကဲ့ဖြစ်တဲ့ယောဂတွေကလည်း ပါပဲဟုတ်ကဲ့တောက်ကက်ကိုတောက်ကက်ဆိုင်ရာပြဿနာပဲဟုတ်ကဲ့အဲ့တော့တို့တွေကိုတက်ဆပေးရကတက်ဆပေးရတဲ့အခါမှာတို့တောက်ကက်သမားကြီးစားလို့ရတဲ့အစားဟိုဥမာအသီးနဲ့အသီးတွေပြောပြမှာနော်ဟုတ်ကဲ့ပန်းသီးငကမာသီးတက်တော်သီးနက်နက်သီးရှောက်သီးပင်မက်လိမ္မောစတော်ဘယ်ရီဘယ်ရီသီးတွေပေါ့အဲ့ဒါတွေစားလို့ရတယ်ဒါအဲ့အရာတွေကိုမှထပ်ပြီးတော့ဒါတွေဟိုပေါ့ဟိုဟာထပ်ပြီးဘလူးကွန်မြူနတီဝါပြောမယ်ဆိုရင် ေတာနဲ့ပြန်စစ်တာပေတာနဲ့ပြန်စစ်ရမှာဒီပြီအဲ့ဒါပေတာနဲ့စစ်တဲ့ဤပညာမြမယူရတိုင်းစီပညာပဲဘာလဲဆိုတော့ဆိုတော့ပုဂ္ဂလပညာထဲမှာပါတယ်ပေါ့ပေါ့တောမနဲ့ပပဆိုရက်ဂျူတိုင်းဂျူနှစ်ခုပေါ့နော်အဲ့ဒါကိုခွဲလိုက်တာတောမဂျူဆိုတာကတနင်းလာနော်တနင်းလာတနင်းလာရဲ့ဘုဒ္ဓဟူးရဲ့ကြာသာပြီးရဲ့တောက်ကြရဲ့ပေါ့ နော်သူတို့နာမည်ဒီအက္ခရာပါတဲ့ဟာတွေပပဟော sorry တောမတောမကျူပုစုတယ်မှာပါတယ်ပေါ့ပပကတနင်းငွေတနင်းငွေရဲ့အင်္ဂါရဲ့စနေရဲ့ယာဟုရဲ့တောင်းနေပေါ့တောင်းနေကြတော့ပပကျူတယ်မှာပါတဲ့နာမည်တွေပေါ့အဲ့တော့တနင်းငွေဆိုမှဥအောင်ဥအောင်ဆိုရင်တနင်းငွေတနင်းငွေဥအောင်ဥအောင်ပြီးတဲ့ခါကျတော့ခုနကပန်းသီးကိုနှက်ကောင်သီးလို့မပြီးတော့ ်ပြီးကြတော့တက်တော်သီးကိုနက်နက်သီးလို့စတော်ဘယ်ရီလို့အဲ့ဒါတွေပြီးတယ်ဒါကခုနသမီးမေးလိုက်တဲ့မိခွန်းရဲ့အဖြေဟုတ်ကဲ့အဖြေပေါ့နော်အဲဥကောင်းကျော်အဲ50အသက်50ဥကောင်းကျော်ပဲအဲ့သူ့ကိုလေပုပ်စုကြီးပြီးလို့ရတာတန်းသီးရဲ့တက်တော်သီးနက်နက်သီးရဲ့အနကမောင်းသီးအကုန်မပေးဘူးတက်တော်နက်နက်နက်ကိုရှောင်းလိုက်တယ်ပပချူမူနော်သူ့နာမည်ကောင်းကျော်ဖြစ်တဲ့အတွက်သောမအချူ သုံးမအစာကိုပဲပေးလိုက်တယ်။အဲပန်းစီငကမောက်စီလိမ္မော်ပင်မဲ့အာပေါ့နော်။အဲအဲ့လိုမျိုးခွဲပေး။သူလိုတော့တွင်လူရင်းတွင်ပြောမယ်ဆိုတော့သုံးမနဲ့ပါပါကိုခွဲကြပြီးတော့စစ်ထုတ်ပြီးတော့ချုပ်လိုက်ပြီးတော့ပေးတဲ့နေစဉ်။ဟုတ်ကဲ့။အဲ့ဒါမတိုင်းစီနေပြီးနာစစ်ကြီးပဲ။အခရာလေးနဲ့တော့တယ်။ဘာနေသားညာနေသားဘယ်နေ့မှမုံမီမဆိုင်သူ့ခေါ်နေတဲ့မဟုတ်ဘူးနေတဲ့နာမည်လည်းမဆိုင်ဘူးသူ့ခေါ်နေတဲ့လူဖွဲ့စည်းက သူ့ပတ်ဝန်းကျင်ကသူ့ကိုဘယ်လိုခေါ်လဲခေါ်တဲ့အခရာရဲ့နာမ်ကိုယူလိုက်တာတချို့ကတရားတချို့ကအမှတ်ပေါ်နေတဲ့မှာနာမည်အတခုနာမည်တခုညစ်မနေမြည်ရှိသေးတယ်လေနာမည်ပြောင်းလာခေါ်တာအများစုကအိမ်မှာလည်းနာမည်ပြောင်းညို့ပဲခေါ်တယ်တကယ်ကြီးကလည်းနာမည်ပြောင်းခေါ်တယ်အမှတ်ပေါ်နေတဲ့နာမည်ကိုညို့တယ်သူညာခေါ်နေတဲ့နာမည်အခရာကိုယူပြီးတော့သောမပါပါခွဲတယ်တင်တော်တဲ့ဌာနအဲ့ဒါလုံးရရတော့သောမနဲ့ပါပါကျူခွဲပြီးတော့ ပြီးတဲ့နေစင်းနဲ့ပုပ္ပလပညာနေစင်းနဲ့ကဲအဲ့ဒါဆိုရင်ဆရာဒီမှာတစ်ခုလောက်မေးချင်တာရှိပေါ့နော်အာဒီမှာဆိုလို့ရှိရင်တော့မှမှာဒီမှာကျတော့အပြီးမှာငကမောက်တီးကိုပေးထားတယ်ပေါ့ဆရာအင်းအဲ့ကြာကျွန်တော်တို့ကြည့်ရမှာကဒီအတီးရေဒီစားအစားတောက်နေကြလို့ရှိရင် ရှေ့စလုံးကိုပပသုံးမှခွဲရမှာလားဘယ်စလုံးကိုပပသုံးမှခွဲရလဲအဲ့ဒါလေတက်ရှိမှာကတော့ဒီသုံးနာမည်ကိုရှိရဟုတ်ကဲ့ ရှင်းလို့နာမည်ဥမာကျွန်တော်နာမည်တိုက်ထွန်းဆိုရင်စဝဲရှိပါဟုတ်ကဲ့တက်ရှိမှာတတ်မဲ့ဒီမှာကြတော့အပြားကိုယူပါအပြားကိုယူတဲ့အခါမှာဥမာငကမောက်တိဆိုရင်ဟုတ်ကဲ့ငကမောက်တိဆိုမောက်ကိုယူပါငကမောက်ဟုတ်ကဲ့ငကမောက် မြကမဟာဟုတ်မှာကြတော့သုံးမှာသုံးမှာရှင်းဆုံးရတော့အာအာအဲ့တော့သာမီယူရအောင်ဟုတ်တယ်ဟောယူပါအဖျားရယ်ပြောတယ်နော်နော်အဲဒီမှာတက်ရှိဆိုရင် ရှေ့ဆုံးအခရာကိုယူပြီးတော့တက်မဲ့ဆိုရင်နောက်ဆုံးကအခရာကိုယူရတယ်နော် 那就是，对，那这个提加费的对，不会给吗？不会给吗嘞？给吧。